င်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာလွင်ဦးဟန်ရေးသားထားတဲ့တူဈေးဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရခင်ဗျာနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာဟဲ့မတ်တမီဘာဖြစ်လာရပြန်တာရော ျမလက်ကောက်တဲ့ဆဲချိုးမရှိတော့ဘူးမမခင်ရဲ့ပေါတော်ပြီဟင်ကမိုင်းနိုင်သွားရလားဒါဆိုဘာဖြစ်တာလဲဟဲ့မြန်မြန်ပြောစမ်းမအောင်တူတူစင်းမိသွားတာပါဟင်တူစင်းမိတယ်ဟုတ်လားပြောစမ်းမအောင်ဟဲ့ဘလို့ဖြစ်တာလဲကျမကျမမှတ်မိတယ်လို့ပြောပြပါမယ်အေး လှုပ်ဆမ်းမအောင်လမ်းမေးမှာပုံရောက်တဲ့အဝက်လေးတွေကိုလေကျမလှလို့ကြည်နေတော့အမျိုးသားတယောက်ကကျမနားကိုရောက်လာတယ်အေးအဲ့တော့ဆက်ပြောဆမ်းမအောင်အဲ့ဒါနဲ့ကျမအနားကိုကတ်လာပြီမမခင်ကျွန်တော်ကိုမှတ်မိလားတဲ့ကျမလည်းမမှတ်မိဘူးလို့ပြောလိုက်တာဟေးတော်ကြအတိတဲကဖြစ်နေအာနာစရာကြီးဟဲ့အဲ့လိုအာနာလိုခံလိုက်ရတာပေါ့မမခင်ရဲ့ ဟင်နောက်တော့မဆင်းပြတ်သွားလဲ तू อ่ะကျမလက်ကိုအတင်းဆွဲပြီးရင်းရင်းနှီးနှီးနဲ့စကားပြောနေတာနောက်တော့ဘာဆက်ပြက်လဲဆိုတော့ကျမလည်းမသိတော့ဘူးမမရင်တတိယလာတော့ဈေးနောက်ဖက်ကလူပြတ်တဲ့နေရာကိုရောက်နေတယ်လေကိုကိုကလည်းဘာပြစ်မှန်းမသိပါဘူးတတိချာချာပြန်စစ်ကြည့်တော့ဆွဲကျုံးနဲ့လက်ကောက်ပတ်သွားပြီဆိုတော့တိလိုက်ရတယ်မမရဲ့ဟဲ့လူရောဘာမှမဖြစ်တာတေချာရဲ့လားတေချာပါရဲ့မမရဲ့ လူဘာမှမဖြစ်တာပဲတော်သေးတာပေါ့ဟဲ့ညီပေါင်းအဲ့ဒီတိုစင်းနဲ့လှုပ်တဲ့ကောင်ကဘယ်ရွယ်လောက်လဲဟဲ့ငငယ်ချိုးချိုးလေးမမရဲ့အသက်ကရှိလာမှ20ကျော်လေးလောက်ပဲရှိအောင်မယ်ဟဲ့အမလီမဖြစ်တာလဲမမခင်ရဲ့ဟင်ဘာမှမဖြစ်ပါဘူးကဲကဲ yes ခံသွားပြီးတော့အမှုဖွင့်ရအောင်လေဟာမမခင်ရလဲအမှုဖွင့်စရာလားအမှုမဖွင့်လို့ရမလား နင့်ဆဲကျုံနဲ့လက်ကောက်တွေပါသွားတာဘလို့လုံးမလဲမမခင်ရလဲအဲ့ဒါအတုတွေပါအစစ်ကပွဲသွားပွဲလာမှထုတ်ဝစ်ဖို့ဆိုပြီးတိန်ထားတယ်လေတော်သေးတာပေါ့ဟဲ့ငါမှစိတ်ပူလိုက်ရတာတာနဲ့နေကဘာလို့ငိုနေရသေးလဲငိုမှာပေါ့လို့ကောင်းလေးကချွတ်ချောလေးထွန်းထွန်းလို့လို့ရဲလေးလို့လို့နဲ့သူ့လိပ်စာလေးတောင်ပေးမသွားတော့ငိုတာပေါ့လို့ဟင်တိန်နာမှ မခင်မေနဲ့မတ်တင်မေတို့ကညီမအရင်အပြူကြီးတယ်အသက်က30ကျော်အိမ်တော်မကြသေးတာကအရွယ်လွန်အတွေးကျွန်နေလို့မဟုတ်ပဲသူတို့ညီမကိုကြိုက်တဲ့သူမရှိလို့အပြူကြီးဘဝနဲ့အယူထုတ်တော့မယ်လို့ကြွေးကြော်ထားကြတဲ့သူတွေတကယ်ကအခုရရင်အခုယူမယ်အပြူကြီးမမတွေဆိုတာသူတို့ကိုသူတို့ပဲသိကြပါတယ်ညီမနှစ်ယောက်ဆိုတော့ကတိတ်တော့မဝရှာပါဘူးနှစ်ယောက်အဲ့ခရင်ကိုတယောက်တည်းအိမ်မှအဆင်ပြေတဲ့သူတွေပါ အစားတော့ကတော့မမမောတိတ်မရှိကြတဲ့အတွက်တို့ကနေစိတ်ကနေတစ်ခါစားမှတစ်စလုံးနဲ့တနေ့သုံးနှစ်လောက်ပဲစားနိုင်ရှာပါတယ်အခုလဲညီမဖြစ်သူမတ်တိတ်မေတယောက်တို့စီမိလာပြန်နေဆိုတော့စိတ်ဝင်စားတော့မိပေမဲ့တို့စီတို့တဲ့ကောင်းလေးကငငယ်ချောချောလေးဆိုတော့မခင်မေမှာရင်တုံပန်းတုံနဲ့စိတ်ဝင်စားနေမိပါတယ်ဒါကဘယ်လဲမမခင်ဈေးသွားမလို့လीဘာမှအောင်မလဲဒီပုံကဈေးသွားမဲ့ပုံဟုတ်လား ။အေးလေငါပုံကဘာပြက်နေလို့လဲဟဲ့။ဘာပြက်ရမှာလဲမမရဲ့။အညီအဟုတ်တွေဘွတ်တွေညက်ပတ်နန်စော်နေတဲ့နေရာကိုသွားမှကလေအဝကောင်အစားကောင်ရွှေတွဲလဲငွေတွဲလဲနဲ့ဈေးသွားတာပဲအေး။ဝကောင်စားလှမွေးရဘူးလို့ဘသူကပြောလို့လဲ။ကိုရှိလို့ကိုဝတ်တာဘာဖြစ်လဲ။မမခင်ရဲ့ဟိုတနေ့ကမှကျမခံရပြီးပြီလေ။အဲ့လိုခံရမှာမကြောက်ဘူးလား။အဲ့ဒါကညဉ့်ညံ့လို့ခံရတာပါအေး။ငါကိုလာလို့ကြည်စမ်းပါလား။ မပြောတော့ပါဘူးမမခင်ရာမမခင်ခံရမှာတိမှာမတ်တိမ်မေကိုမျက်ဆောင်တစ်ချက်ထိုးပြီးဈေးကိုထွက်လာခဲတော့တယ်ဈေးရောက်ပြန်တော့ဘာဝယ်လို့ဝယ်ရမှန်းမသိပဲဟိုငေးဒီငေးနဲ့ဈေးတစ်ခုလုံးပတ်လျှောက်နေလိုက်တာဘယ်နှခေါင်းမြောက်ဖြစ်နေမှမသိတော့ပါဘူးမတ်တိမ်မေပြောတဲ့အဝတ်ဆိုင်နာရောက်တော့မခင်မေတယောက်မသိမသားလေးရက်ပြီးအိုကြည့်တကြည့်လုံနေမိတယ်မခင်မေစိတ်ထဲမှာတို့ဈေးဆိုတာကိုအယုံကြည်ရှိရမဟုတ်ဘူးလေ ညီမဖြစ်သူမတ်တင်မီကတငယ်နှစ်စာရွယ်အပြူပြန်းအရွယ်လေးလည်းမဟုတ်တော့တို့စီနဲ့ခေါ်ပြီးလှုပ်လက်စာတွေချွတ်ယူသွားတယ်ဆိုတာဘလို့မှကိုမဖြစ်နိုင်တဲ့ကိစ္စအဲ့ဒီတို့စီကိစ္စကိုရဲသွားတိုင်းပြီးအမှုဖွင့်မြင်ရင်လဲကိုပဲအဆက်ရမယ်အပြင်အမှုတစ်ခုဖြစ်ပြီဆိုရင်မပြီးဆုံးနိုင်ပဲအလုပ်ပြက်အကိုင်းပြက်နဲ့ငွေကုန်တန်ပြဖြစ်မှာဆိုတော့ရဲလည်းမတိုင်ဖြစ်တို့စီနဲ့အတုခံရတယ်လို့ပြောတဲ့သူတွေကပဲထူအားနေသလားဒါမှမဟုတ်အเจ้าမျိုးကြီးကြောင့်ဆုံရှုံသွားတဲ့ပစ္စည်းတွေကို ကိုယ့်အပြစ်ဖြစ်မှာဆိုလို့ပဲ ဖုံးကွယ်ချင်တာလားဆိုတာမခင်မေသိချင်လာမိတယ်။မတ်တင်မီပါသွားတဲ့ပစ္စည်းတွေကအတုတွေဖြစ်နေလို့သာတော်သေးတာပေါ့။အစ်စ်သားဆိုရင်ချစ်ချစ်ကုန်းနဲ့ရှာပွေထားသမျှလေးတွေကုန်ပြီ။ဒီကြားထဲလူကိုဘာမှလုံသွားတာကပဲတော်သေး။လောက်ခံရအောင်တော့အရှက်တော်ကအဖြစ်ခံပြီးတော့ဘသူ့ကိုထုတ်ပြောရဲမှလဲ။ဘိုးကကျူးကျူးလွန်လွန်မလုပ်ခဲ့ရင်တော့မှဟိုကိုင်ဒီကိုင်လှုပ်သွားရင်ရောသူတို့ပြောသလိုတို့စီမိနေလို့မသိလိုက်ပါဘူးဆိုမှတော့ ဘယ်နာကင်လို့ကင်သွားမှန်းတော့သိလိုက်မှာမဟုတ်ဘူးလေမခင်မေကလည်းလက်တွေ့ကြမှာယုံတတ်တဲ့သူဆိုတော့တို့စီတုံးပြီးပစ္စည်းယူတဲ့သူတွေကိုလေ့လာခြင်းမိတယ်ဒါမှလည်းနောက်လူတွေသတိထားနိုင်မှာပေါ့ဟာမမဘယ်လာတာလဲရှင်အသက်အစိတ်ကြော်ကြော်လောက်ရှိမဲ့ကောင်လေးကမမလို့ခေါ်ပြီးတော့ပြုံးပြနေတယ်ဘေးကိုကြည့်လိုက်တော့လဲ တခြားသူတွေကသူနဲ့မဆိုင်သလိုကောင်းလေးကိုလှဲ့တော့မကြည့်ကြအောင်ဒီတော့လေကို့ကိုခေါ်တာမဟုတ်ရင်ဘသူ့ကိုခေါ်မှလဲလीဘသူ့ကိုခေါ်တာလဲသူ့ကိုခေါ်တာလားဟုတ်တယ်လေမကျွန်တော်မှတ်မိလားဟင်မင်းမသူလဲစားပြီလေမခင်မီခံရတဲ့ပုံစံကဒါမျိုးဖြစ်မှာပေါ့ရုပ်ရည်ကတန်တန်ပြင်းပြင်းလေးအသားရည်ကဖြူဖြူပွေးလေးနဲ့ရုပ်တရက်ကြည့်ရင်မတ်တိမ်မီပြောသလိုပဲ ရဲလေးနဲ့ဆင်တလိုလိုဒါပေမဲ့မခင်မေကိုဒါမျိုးလာလို့လို့မရဘူးလေကျွန်တော်မမမမမိတော့ဦးတယ်နဲဟုတ်တယ်မင်းတို့တော့မသိဘူးမြင်လဲမမြင်ဘူးတခုတော့ပြောထားမယ်နော်ဟိုလိုလိုဒီလိုလိုနဲ့စကားရောဖော်ရှော့နဲ့တော့ဝင်းမလာနဲ့မခင်မေပြောလိုက်တဲ့စကားကြောင့်ကောင်းလေးမျက်နှာပြတ်သွားပြီးတော့မျက်လုံးလေးဝိုင်းဆက်သွားတယ် ီလိုဆိုတော့လေတနာစရာလေးပါလားကိုယ်ကျွန်တော်မမထင်တဲ့လူစားမျိုး မဟုတ်ရပါဘူးမမရဲ့ဝတ်ထားတဲ့ဝတ်စားနဲ့အသုံးဆောင်ကိုကြည့်လိုက်ကလေးကဒီကောင်လေးဟိုလိုလိုဒီလိုလိုတော့မဟုတ်တော့ဘူးလို့မခင်မေတွေးမိပြီးစိတ်ထဲမှာအာနာသွားမိတယ်ညီစမ်းမအောင်ကမင်းရတို့ဘယ်မှာမြင်ဘူးရလဲမမဘန္နာခွန်းမဟုတ်လားအဖေ့စီလိုင်းနဲ့တခါတွေ့ဘူးတယ်လေ အဲ့တော့ကမမဟုတ်ဖေဖေယုံကနေမှာတွေ့ဘူးလားမခင်မေယာစီးပွားကူးတန်းမှာလုံနေတာရီတော့ရီကျင်သားဒီလိုတပတ်ရိုက်တာတော့မခင်မေယာနတ်ပြီသားဟုတ်လားခုမှပဲမှတ်မိတော့တယ်ကွာမေယာဒီကိုဘာလာလောက်တာလဲပြီးတော့ဘယ်မှာနေတာလဲကျွန်တော်ကသူ့ဝနမှာနေတာလေမဖေဖေလည်းညွန်ချုပ်ကနေဒူးဝန်ကြီးဖြစ်ပြီးတော့ပြောင်းသွားကြရကျွန်တော်လည်းရုံးဝမရောက်ဖြစ်တော့ဘူးမရဲ့ အဲကောင်လေးကလူရည်တန့်လေးပါလားဖန်းနာအခွန်ကဒူးဝန်ကြီးရဲ့သားတဲ့အာနာလိုက်တာဟယ်လိုဟုတ်တယ်ငါငါဘလို့အော်ဘောင်းမသွားသေးဘောမောင်ဆိုးငါကားထဲမှာတင်း60ရှိတယ်လောလောဆယ်အဲ့ပတ်ဆံကိုအမြန်ပေးထားလိုက်စမ်းဂတိလုံးနဲ့လုံးလုံးနေရတာကွာ ကြံတဲ့380ကိုဘာထုတ်ပြီးတာနဲ့ချက်ချင်းလာပြီးမယ်လို့ပြောလိုက်။ငါလည်းဖုံးဆက်လိုက်မယ်။ဟဲ့အမောင်စုဆရာတင့်ကိုကျင်းအောင် တောင်းပန်လိုက်နော်။အဆင်ပြေတာရှိရင်ပြော။တပည့်ကိုဖုံးလန်းခေါ်လိုက်မယ်။ဖုံးကိုစပီကာဖွင့်ပြီးပြောနေတော့တစ်ဖက်ကယူကျူးကျူးနဲ့ပြောနေတာကိုမခင်မီအတိုင်းသာကြားနေရတယ်။ဒီလိုဆိုတော့လေမခင်မီမျက်နှာတွေပူလာမိတယ်။အားနာလိုက်တာမှရဲ့။ ျွန်တော်တပည့်တွေအရလှုပ်လိုက်ရင်အဲ့လိုကြီးပဲဘယ်နေရာမှာစိတ်မချအောင်ရာနေရာကကျွန်တော်မပိုင်ဘူးမခင်မေဘာမှပြန်မပြောဖြစ်ပဲကောင်လေးရဲ့မျက်နှာကိုအသေးချာအကဲခတ်နေမိရဲ့မျက်လုံးတွေကတိတိငြိမ်နဲ့အေးစေးရဲ့အမူအရာဆိုတော့လေမခင်မေစိတ်နေနဲ့အေးသွားရပါပြီရပါရဲ့ကွယ်မမမင်းတို့ကအာနာမိနေတာအဲ့လိုလဲရှိတော့မမမင်းပြောတဲ့ဘန္နာခွန်ကမဟုတ်ဘူးကွယ် စီပါကူတန်းမှာလုပ်နေတာပါဟာမမ sorry ပါနော်စိတ်မရှိပါနဲ့ကျွန်တော်လူမားပြီးတော့နှုတ်ဆက်လိုက်မိပြီဗျာကျွန်တော်နဲ့ခင်တဲ့မမအခုဒီဟာမမနဲ့အရန်တူတာအခုမှတေးချာကြည့်မိတယ်ဟိုကမှဒီဟာမမလို့မဟုတ်ဘူးနည်းနည်းဝါပြီးတော့အသားညိုတယ် sorry ပါမမရဲ့ဘာပဲဖြစ်ဖြစ်မခင်ပဲကျေနပ်တယ်ညိုလဲမညိုဝါလဲမဝါဆိုတော့တယောက်တည်းကြိတ်ပြီးတော့ပြုံးလိုက်မိသေးတယ်ကောင်းလေးကမစိုးဘူးပဲ ရပါတယ်ကွယ်လူတူမရှာနာမည်တူမရှာပဲဟာဒါနဲ့မင်းဟတ်ဒီကိုဘာလာလောက်တာလဲကျွန်တော်ကုမ္ပဏီကိစ္စပါမှ ကျွန်တော်ကနိုင်ငံခြားကိုပြည့်စည်ရပို့ပြီးကားတွေပြန်သွင်းတယ်လေဩအလောက်ကြီးကင်ကြီးပဲကွယ်အလောက်ကြီးလည်းမဟုတ်ပါဘူးမှရဲ့အခုဒီဘက်ကိုကုမ္ပဏီကိစ္စနဲ့လာရင်လည်းဗိုက်ဆာတာနဲ့မုံငါဆိုင်လိုက်ရနေတာဟဲကြံကြံဖန်ဖန်ကွယ်ဗိုက်ဆာရင်လည်းလက်ဖက်ရည်လေးဘာလေးတောက်ပြီးမုံတစ်ခုခုလောက်စားလိုက်ရင်ပြီးတာပဲဟာ ကျွန်တော်လက်ဖက်ဆိုင်မထိုင်တော့ဘူးမှကျွန်တော်ငယ်တည်းကလက်ဖက်ဆိုင်မထိုင်တော့အောင်ဖေဖေကသင်ပေးထားတယ်ဟုတ်လားဘာလို့လက်ဖက်ဆိုင်ထိုင်ပြီးအချိန်ဖြုံးမှဆိုးလို့ပါမှနောက်ပြီးကျွန်တော်ကမုံဝင်ကဆိုအရင်ကြိုက်တာအင်းပေါ့မင်းရဲ့ဖေကအမြောင်မြန်တော်တော်ကြီးတာပဲမမလည်းလားလဲပါအောင်အခုမှခင်ရပါမယ်အမရင်တယောက်လို့သဘောထားပါတယ်ဗျာလိစာကတ်လေးကိုထုတ်ပြတာနဲ့အသေးစားကြည့်လိုက်တော့ မခင်မင်းမျက်လုံးတွေပြူးကျဲသွားမှတက်အားနာတဲ့အကြည့်တွေနဲ့ကောင်လေးကိုကြည့်ပြီးတော့ပြုံးပြလိုက်ရတယ်။နမယ်ရဲ့အောက်မှာဘွဲတွေကအမီးတွေတန်းလို့နေတဲ့နေရာကလည်းလူကြီးတွေတထေးတွေမှာနေတဲ့နေရာကောင်းတော်ယုံလူဆိုရင် အခုမှတွေ့ရတဲ့လူကိုယုံယုံကြည်ကြည်နဲ့လိပ်စာကပ်ပေးရပါမလားလေ။လာလေပါမယ်မောင်လေးရေဒီနောက်မှာတော့မွေးငါဆိုင်ကောင်းကောင်းမရှိဘူးကွ။ဟိုဘက်ရက်ွက်မှာတော့မွေးငါအရန်ကောင်းတယ်။ အာခုချိန်လောက်ရှင်တော့ကျန်တော့ကျန်သေးရဲ့လားမသိဘူးဟုတ်လားမစားကျင်လိုက်တာဗျာဘလို့သွားမလဲကားပါတယ်မဟုတ်လားကားနဲ့သွားရင်သုံးဖက်တိုင်လောက်ဆိုရောက်ပြီကားပတ်စံတပ်ပြနေတယ်မပြီးရင်ဘန်းဝင်ရအောင်မဆိုတော့ကြာအောင်မဒါဆိုလေဒီကနေစိုက်ကားစီးသွားရင်ရတယ်လေဟာမလဲစိုက်ကားစီးရမှာရှက်စရာကြီးဗျာကောင်းလေးကိုကြည့်ပြီးမခင်မရည်ချင်စိတ်ဖြစ်သွားမိတယ်ဟုတ်မှာပေါ့ သူ့လိုလိုကိုစိုက်ကသွားစီခိုင်းမိတာကို့မှလေစိုက်ကစီးဖို့ရှက်နေတယ်ဆိုရင်လဲတိုက်စီစီးသွားပေါ့မတော်တော့ပါဦးမိုင်းနေရာလည်းမသိနေမီလည်းမကျွမ်းကျင်တော့ကြောက်တယ်ဗျာမခင်မေတစ်ချက်စဉ်းစားလိုက်ပြီကဲကဲဒါဆိုရင်လဲမမပဲလိုက်ပို့ပေးပါမယ်နော်ဟာမပို့ပါနဲ့မိုင်းရဲ့အားနာလိုက်တာမမလည်းအလုပ်တွေရှိနေတာကျွန်တော်မစားလို့ဘာမှဖြစ်ပါဘူးကျွန်တော်ကြောင့်မမအလုပ်တွေပြတ်ပါမယ် မမကိုဒုက္ခမပေးချင်ပါဘူးဗျာဒီလိုစကားကြားပြန်တော့အပြူကြီးမခင်မေရဲ့ယင်ထဲမှာတိတ်ကနေလှက်ကနေဖြစ်ရပြန်တယ်ယောက်ျားတယောက်စီကအခုလိုစကားကိုတခါမှမကြားဘူးတော့ဘူးလို့အိုးရပါတယ်ကွယ်မောင်လေးကဧည့်တယ်ပဲလीမမလိုက်တွေ့ရမှာပေါ့မမလည်းဘာမှမစားရသေးဘူးလာလीသွားကြတာပေါ့မမရဲ့အားနာလိုက်တာဗျာ ကောင်းလေးစီကတီတိုးတန်လေးနဲ့အားနာလိုက်တာဆိုတဲ့စကားကိုကြားလိုက်ရပြန်တော့မခင်မေရဲ့ရင်ထဲမှာပီတိတွေဖြစ်နေပြီ။နှစ်ယောက်သားစကားပြောရင်အတူတူလျှောက်လာတော့ဝိုင်းကြည့်နေကြတဲ့ပတ်ဝန်းကျင်ကမျက်လုံးတွေကိုမခင်မေတွေ့တာပေါ့။သူတို့မျက်လုံးတွေမှာ အားကြတဲ့မျက်လုံးတွေဆိုတာမခင်မေမသိပဲနေမလား။ကောင်းလေးအနားကိုမသိမသာတိုးပြီးပူပူကက်လေးလျှောက်ပြလိုက်ရတဲ့အရသာကဘာနဲ့မှကိုမတူတာ။ကောင်းလေးစီကရေမွေးနှံတင်းတင်းလေးကလည်း ရင်ထဲကိုအေးအေးပဲမှုေးလိုက်တာမှအမောကိုပြီးလို့မမရှင်းမောင်လေးအားနာလိုက်တာမရဲ့ဘလို့ပါဦးကွယ်မမတို့အိမ်ကိုလည်းအလဲလာခဲ့အောင်လေမောင်လေးကြိုက်တဲ့မွှေငါကိုမမကိုယ်တိုင်ချက်ကျွေးမယ်နော်မလာပါဘူးမရဲ့ရှင်ဘာဖြစ်လို့ကျွန်တော်တို့မမပြင်မှတ်ချက်တာကိုမစားရပါဘူးဗျာဦးကွယ် မခင်မေရဲ့ရင်တွေတုံလိုက်တာမှ ကို့အတံကိုပြန်ချားနေရတဲ့အထိပဲတက်စီကားပေါ်ရောက်တော့လဲသူ့တစ်ဖက်တွေကိုဖုံးခေါ်ပြီးပြောနေလိုက်တာစူနေလိုက်တာဆိုရမများဂျားကတော့အာနာနေမိတယ်မောင်ငါဆိုင်ရောက်ပြန်တော့လဲတကယ်တမ်းတော့ဖြစ်ဖြစ်မြောင်ဟာပပစားတာမဟုတ်ဘူးမောင်လေးအစာလွန်သွားလို့လားဒါမှမဟုတ်စားလို့မကောင်းလို့လားမစားကြင်တော့လို့ပါမမရဲ့ဟမ်ဘယ်လိုဖြစ်ရတာလဲ စိတ်ညစ်လို့ပါရှင်ဘာလို့စိတ်ညစ်မမကြောင့်လားမဟုတ်ပါဘူးမရဲ့ဟိုကောင်နေအတော့မကြတော့ကျွန်တော်နာမည်ပြတ်တော့မယ်အော်မမလည်းဘာမှနားမလဲတော့ဘာကူညီပေးလို့ကူညီပေးရမှန်းမသိတော့ပါဘူးကွယ်ခဏလေးနေဦးမရဲ့ကျွန်တော်ဖေဖေစီကိုဖုန်းခေါ်လိုက်အောင်မယ်ကောင်လေးကသူ့အဖေနဲ့စကားပြောတာရွရွကျွကျွလေးရှိသား လိမ္မာရေးကြရှိတဲ့ပညာတက်လေးဆိုတော့လေစကားပြောတာတိမ်မွှေးပေမပေါ်တဖက်ကသူ့ဖေကတော့ဒေါသတကြီးကိုပြန်ပြောနေတာမျက်နာလေးငယ်နေတဲ့သူ့ကိုကြည့်ပြီးမခင်မေရဲ့အရင်ထဲမှာတနာလာမိတယ်အစင်ပြေပေါင်းမှရဲ့မမလည်းကြားတယ်မဟုတ်လားကြားပါတယ်မောင်လေးရဲ့မောင်လေးရဲ့ဖေဖေကသူ့ရထူကိုထိခိုက်မှရှုလို့သူ့နာမည်သုံးပြီးဘသူစီမားမှအကူအညီမတောင်းခိုင်းတာနဲ့တူပါတယ်ကွယ် ။မမရဲ့ဘန်ကားထုတ်ပြီးအဆင်ပြေသွားပါပြီ။ဒီပက်ဆန်30ကကျွန်တော်တို့တရက်စာအသုံးစရာတော့မရှိပါဘူးဗျာ။ဒါတော့ဒါပေါ်မောင်လေးရဲ့မျက်ရည်လေးတွေဝဲနေတဲ့သူ့မျက်နှာလေးကိုကြည့်ပြီးမခင်မေစိတ်ထဲမှာမကောင်းလို့လို့ငူကျင်လာမိတယ်။မောင်လေးရော့လက်ကင်ပွားမောင်လေးမျက်ရည်တွေတုပ်လိုက်နော်။မတုပ်တော့ပါဘူးမမရဲ့စိတ်တွေညှင်းလုံးတော့ပါဗျာ။ဟုတ်ကွာ ဲ့လိုမလုပ်ပါနဲ့လာပါကောင်လေးရဲ့မျက်ရည်တွေကိုမခင်မေကိုယ်တိုင်တုပ်ပြလိုက်တော့ကောင်လေးလည်းရှက်သွားပြီးမျက်နှာတစ်ခုလုံးရဲတွတ်သွားရှာတယ်သူ့လက်နုနုလေးတွေနဲ့မျက်ရည်တုပ်ပြီးနေတဲ့မခင်မေရဲ့လက်ကိုကင်ထားပြန်တော့မခင်မေတယောက်ဖြက်ဖြက်လူးပြီပေါ့ဘေးကလူတွေကလည်းမခင်မေတို့အတွဲကိုအားကျနေတဲ့မျက်လုံးတွေနဲ့ကြည့်နေကြသလိုကောင်လေးနဲ့တတ်တူရွယ်တူလောက်ရှိမဲ့ကောင်မလေးတွေက မခင်မေကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်လေဒါမျိုးဆိုမခင်မေအမုန်းဆုံးပဲကို့အသက်ရွယ်နဲ့ရှာကြပါလားသူများကန်နေရတဲ့ပစ္စည်းကိုကြတော့မနာလိုဖြစ်เสียလားလို့မောင်လေးရမကဲမောင်လေးကိုမမကူညီပေးမယ်မမဘလို့လောက်ပြီးတော့ကူညီပေးနိုင်မှာလဲဗျာမောင်လေးလောလောဆယ်လူနေတဲ့အခက်အခဲကိုမမကူညီပေးမယ်လေ မမကိုဒုက္ခတွေပေးနေမိပြီမမရဲ့ကျေးဇူးကျွန်တော်ဘဝနဲ့ရင်းပြီးတော့ပြည့်စုံခွင့်ရချင်လိုက်တာမရဲ့အိုးမခင်မေသတိ limited တောင်ဖြစ်သွားမိတယ်ရင်းနေခုံခြေတွေလက်တွေတုံလိုက်တာဆိုရာများငလျင်လှုပ်နေသလားတောင်ထင်ရတယ်မောင်လေးဒါဆိုရင်မမနဲ့အိမ်ကိုလိုက်ခဲ့မမအိမ်မှာပက်ဆက်ပြန်ယူကြရအောင်နော်ဟာမမကလည်း မမအရာလူကြီးတိသွားလို့ကျွန်တော်မအောင်တိတ်ခါကြာသွားမှာပေါ့ကျွန်တော်အတော်ထက်မမရဲ့တိတ်ခါကြာသွားမှာကျွန်တော်စိုးရင်လည်းနေပါစေမရဲ့ဟုတ်ကွာမရပါဘူးဆိုလာလိုက်ခဲ့အဲ့ဒီလိုအပြောလေးတွေနဲ့အကြည့်လေးတွေကမခင်မရဲ့အရှိုက်ကို အလဲထိုးပစ်လိုက်တယ်လို့ခံစားရတာကောင်းလေးရဲ့လက်ကိုအတင်းဆွဲပြီးမုံဟင်းကဆိုင်ကနေထွက်လာတော့ဘီနာကကောင်းမလေးတွေကနှာခေါင်းရှုပ်သွားတာ မခင်မီမြင်လိုက်တာပဲအမြင်ကက်လွန်လို့ကောင်လေးရဲ့လက်ကိုမလွတ်တော့ပဲတက်စီကားကိုလှက်တာပြီးတော့အိမ်ကိုမောင်းခိုင်းလိုက်ပါတော့တယ်ရှက်ရုံနေတဲ့မျက်နှာလေးနဲ့စတီမာထိုင်နေတဲ့ကောင်လေးကိုမတ်တင်မေနဲ့မိတ်ဆက်ပြီးတော့မတ်တင်မေမျက်လုံးတွေကရှက်တလို့လို့ယွန့်တလို့လို့ပထမတော့မခင်မီလည်းစိုးရင်သွားမိတယ် မတ်တိမ်မေကိုတို့စင်နဲ့တို့သွားတာဒီကောင်လေးလားပေါ့အိတ်ခမ်းတွေကိုလက်ကုတ်ခေါ်မေးကြည့်တော့မှ မဟုတ်ဘူးဆိုတာသိလိုက်ရတယ်ဒီတော့မှမတ်တိမ်မေတယောက်မောင်မောင်လူချောကိုမျက်စိကျနေသလိုမခင်မေကိုအားကျနေမှသဘောပေါက်တော့တယ်မတ်တိမ်မေကိုအကျိုးကြောင့်ပြောပြလိုက်တော့အံ့အားသင့်ပြီးကောင်လေးကိုအထင်ကြီးတဲ့မျက်လုံးတွေတနာတဲ့မျက်လုံးတွေနဲ့ခိုးခိုးကြည့်နေတာမခင်မေမသိတာမှတ်လို့ညီအမအရင်ခောက်ခောက်ပြင်မဲ့တအေးရတဲ့အတူအိပ်ပြီးမုတ်ဝီစားခြင်းစားမယ် ဒါမျိုးကိုတော့တအိပ်ရတဲ့အတူအိပ်ပြီးဝေမစားနိုင်ဘူးလေကြောက်မောင်လေးတိန်း20အဆင်ပြေရဲ့လားအဆင်ပြေအောင်တော့လောက်ရမှာပဲမရဲ့လူရာ30လောက်ဆိုတော့အိုးဒါများစောစောကလေးက30လောက်လူတယ်လို့ပြောလဲပြီးတာပဲဟောင်းခဏလေးမမသွားယူလာခဲ့မယ်အိတ်ခံနဲ့အမြန်ပြေးဝင်ပြီးပတ်စံထုတ်နေရပဲမဲ့ အင်ရှိခန်ဟာမတ်တင်မီနဲ့ကောင်လေးတို့ရဲ့စကားတောင်လဲနားဆွင့်နေရသေးတယ်။ကြောက်မောင်လေးတင်း30နော်ရည်ကြည့်လိုက်အောင်မရည်တော့ပါဘူးမမမပါကျွန်တော်လည်းအတူလိုက်ခဲ့ပါမမရှိမှလည်းပတ်စံတစ်ခါလေးပြီးပြီးတော့ကျွန်တော်မိတ်ဆွေတယောက်အိမ်ကိုသွားကြမယ်။သူ့စီကပတ်စံဝင်ယူပြီးတာနဲ့မမကိုပြန်ဆက်ရင်လည်းဆန်တစ်ခုမှစားကြမယ်လေ။ပြီးရင်ကျွန်တော်အိမ်ကိုသွားကြမယ်။မမနဲ့ကျွန်တော်မိပါရင်လည်းမိတ်ဆက်ပေးခြင်းလို့ပါ။နောက်မှ အင်းပေါ့လိုက်ခဲ့ရမှာပေါ့ပတ်စံပြန်ယူဖို့ရောကောင်းလေးရဲ့အခြေအနေကိုအခဲခတ်ချင်လို့ရောဆိုတော့မခေါ်လဲလိုက်ရမှာပေါ့မမခင်ကျမအဖော်လိုက်ပေးရအောင်မလားမလိုပါဘူးရပါတယ်ဒီလိုအခွင့်အရေးမျိုးဆိုတာအဖော်ရှိနေရင်ပွဲပြက်ပြီလေကောင်းလေးကမိတ်ဆွေတယောက်နဲ့တွေ့ပြီးပတ်စံပေးရအောင်မြင်ရပြန်တော့သူ့ရဲ့စိတ်ဓာတ်လေးကိုလေးစားမိတယ် တောင်းတောင်းပမာန်နဲ့ပေးနေလိုက်တာမခင်မေရဲ့စိတ်ထဲမှာတော့စူးနေနေကြီးဖြစ်မိတယ်ခမရကလည်းဗျာကျုပ်ကိုပေးစရာရှိတာသိန်း၄၀လေးအခု30ပဲပေးတော့ကျုပ်ကဒီပတ်စံနေနဲ့ဘာသွားလို့ရမှာလဲတော်ရွာခမရပတ်စံပြန်သွားခမရကုမ္ပဏီနဲ့ကျုပ်တို့ဆက်ပြီးအလုံးမလုံးနိုင်တော့ဘူးဂရိမတီတဲ့သူနဲ့အလုံးမလုံးချင်ဘူးဗျာစာချုပ်ကိုဖျက်သိမ်းလိုက်တော့မယ်ကားဘေးမှာပြောနေကြတာကိုအတိုင်းသာကြားနေရတော့ ကောင်လေးရဲ့ကိုစားမခင်မဲစိတ်တယ်ထောင်းမနေတော့ဖြစ်မိတယ်ခါကအေးရနဲ့တောင်းပန်ရင်သူ့အဖေစီကိုဖုံးဆက်နေတာကြားပြန်တော့မခင်မဲဘလုံးမကိုမနေနိုင်တော့ပါဘူးမောင်လေးဖျားမခဏလေးကားပရင်ဘောက်ကနေခေါင်းဝင်လာတဲ့ကောင်လေးရဲ့နားကိုကတ်ပြီးတော့တူးတူးလေးပြောလိုက်တယ် အာမလုပ်ပါနဲ့မရဲ့ကိစ္စမရှိပါဘူးမောင်လေးရဲ့အခုကိစ္စကိုရှင်းလိုက်ပါဟာဗျာမမရဲ့မမကိုကျွန်တော်အတွက်မြဖခင်ကဖန်ဆင်းပေးလိုက်တာလားယပရင်ပေါက်ကနေလှည့်ထွက်ခါနေမှာမခင်မီရဲ့ပါးလေးကိုမတိမတာခူးနှမ်းသွားပြန်တော့မခင်မီတယောက်ရှက်လဲရှက်ပျော်လဲပျော်လိုက်တာများထခုံမိမတတ်ပါပဲဘသူမှမမြင်အောင်လေပင်ကဆွဲချိုးကိုမတိမတာလေးဖြုတ်ပြီး ောင်လေးရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။မောင်လေးဒါကနှစ်ချက်သားကြော်တယ်နော်။အမကျွန်တော်အိမ်ကိုရောက်ရင်မမကိုသုံးချက်သားပြန်ဆက်ပြရစီနော်။ကျွန်တော်မှမိုးချင်လို့တင်ထားတဲ့သုံးချက်သားဆွဲကြူကုန်ရှိတယ်။မမအတွက်အမှတ်တရပေါ့။မမရဲ့အနည်းဆက်ဆုံးမှ ရှိနေတဲ့အမှတ်နဲ့ပေါ့မမရဲ့။ဥကွေတက်စီကားကိုပုတ်ပြက်ငားထားတာဆိုတော့အဆင်ပြေပါတယ်။ သူကိစ္စလေးရေလုံနေတဲ့အချိန်မှာမခင်မေကတစီကားပေါ်မှာထိုင်ဆောင်ရင်၊ကွာစီတွေဝါနေုံပဲလေ။ကိစ္စတွေပြီးပြတ်သွားပြီဆိုတော့ကောင်းလေးတယောက်ပို့ပို့ပွားပွားပြုံးပြုံးရွှင်နဲ့မခင်မေရဲ့ဘေးကိုစွိကနေဝင်ထိုင်ပါတယ်။အခု36လံအထပ်ပလောက်မောင်းဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့။အမကျွန်တော်မိတ်ဆွေတွေကိုဖုန်းဆက်ပေးပြီ။ပတ်စံလိုက်ယူပါတဲ့။အဆင်ပြေသွားပြီဗျာ။မမောက်ကျေးဇူးတင်လိုက်တာ။ ြောပြောဆိုဆိုနဲ့မခင်မေရဲ့လက်ကိုစုပ်ကင်ပြီးဖွဲ့ဖွာလေးညှင့်နေတဲ့ကောင်လေးရဲ့လက်ကိုခတ်တင်တင်လေးပြန်ပြီးစုပ်ကင်ထားလိုက်မိတယ်။မခင်မေရဲ့ရင်ထဲမှာကလာဖရာပွဲကြီးလှည့်နေပြီလေ။လေးဆက်သုံးလမ်းနာရောက်တော့ကားရက်ဆရာနေရာမရှိတလို့ဖြစ်နေပြီ။ကောင်လေးကခတ်တုတ်တုတ်ဆင်းပြီးလွတ်တဲ့နေရာကိုဝင်ရက်ခိုင်းပါတယ်။ကောင်လေးကဒီလမ်းနဲ့အကျွမ်းတဝင်ရှိနေပုံပဲ။ ကားရက်ဆရာနေရာလုတ်ကိုကားရက်တော့မြင်ကြီးတပ်ပန်းရှင်တယောက်ကထွက်လာပြီးတော့မရက်ဖို့ပြောပေမဲ့ကောင်လေးကဘာတွေပြောလိုက်မှမသိပါဘူးပြုံးပြုံးရှင်နဲ့ခွင့်ပြုပြီးတော့ပြန်ဝင်သွားပါတယ်ကားပါကင်ထိုးနေတဲ့အချိန်မှာကောင်လေးဘယ်အချိန်ကဘယ်နေရာဘယ်အထက်ကိုတက်သွားမှမသိလိုက်ပေမဲ့မခင်မေကတော့ယုံယုံကြည်ကြည်နဲ့ထိုင်ဆောင်နေပါတယ်ညာရှင်းနိုင်ထိုးတဲ့အချိန်ထိပေါ်မလာတော့မှမခင်မေရဲ့စိတ်ထဲမှာတန်တရာတွေစိုးရင်စိတ်တွေဝင်လာပါပြီ။ ကားဆရာကလည်းမခင်မေကိုအမှန်တိုင်းမေးလို့ပြောပြလိုက်တော့မှအလိန်ခံရပြီဆိုတာသိလိုက်ရပါပြီ။ဒါပေမဲ့လည်းကောင်လေးရဲ့ဖြူစင်တဲ့မျက်နှာလေးကိုမြင်မိပြန်တော့ဟုတ်နုံနုံနဲ့ထင်နေစဲပါ။အကြောင်းကိစ္စတစ်ခုရှိလို့နောက်ကျနေသလားဆိုတဲ့အတွေးတွေနဲ့စောင့်နေမိတာညဆယ်နာရီကျော်သွားပါပြီ။ကားဆရာကြီးကတော့ရဲစခန်းကိုသွားကြဖို့ပြောပေမဲ့မခင်မေကအိမ်ဝင်ပဲမောင်းပို့ပေးဖို့ပြောပြီးတော့ပြန်လာခဲ့ပါတော့တယ်။ ောင်လေးရဲ့ဖုန်းနံပါတ်ကိုဆက်တော့လဲဆက်ပိတ်ထားပါတယ်ဆိုတဲ့အတန်းကလွဲလို့ဘာမှကိုသတင်းမရတော့ပါနောက်နေ့မှာတော့ကောင်လေးရဲ့လိပ်စာကတ်ထဲကအတိုင်းသူ့ဝနာကအိမ်ကို သွားဆောင်ဆန်းကြည့်ပါတယ်နေရလမ်းအကုန်လုံးမှန်ပေမဲ့ကောင်လေးရဲ့အိမ်လိပ်စာတွေကအိမ်နံပါတ်ကတော့လုံးဝကိုမရှိပါရှက်ကြီးတငယ်ငိုနေတဲ့မခင်မေကို မတ်တင်မေကနှစ်သိမ့်ပေးနေပါတယ် မမခင်ရဲ့ဘသူမပြုတ်မိမိမှုပဲလေတူစီးဆိုတာကိုမမခင်ခုတော့ယုံမိမို့လားနင်ရလဲဟာ တူစီးမဟုတ်ပါဘူးဒါဆိုဘာစင်းမိသွားတာလဲမမခင်မခင်မိကတော့ဘာမှ ပြတ်မပြေနိုင်တော့ပါဘူး မခင်မေဘာစီမိသွားတယ်ဆိုတာကိုတော့ပြိတ္တများကကိုမမမှန်သွားပေးခဲ့ကြပါအောင်ခင်ဗျာယခုဖြစ်ပျက်ကတော့အစိုးရယုံများနေပြည်တော်သို့ပြောင်းရွှေ့မဲ့တစ်နှစ်အလိုမှာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ